အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဝေယံဖြိုးပါဒီနေ့ယူတင်းတမင်ဖြူနဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိချက်လေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တမင်ဖြူယောဂာနဲ့ stress ပေါ့နော်စိတ်ဖိစီးမှုတွေအေးအေးပြတ်မှုတွေကဘယ်လိုမျိုးဆက်ဆက်နေတလဲပေါ့နော်ဒါလေးပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ပထမဦးဆုံးပြောရရင်တော့တမင်ဖြူဆိုတာကသူက autoimmune yoga ပေါ့နော် autoimmune yoga ဆိုတာကိုယ့်ရဲ့ ဒီခန္ဓာကိုယ်ရဲ့ကာခုခံအားစနစ်ကဒီအရေးပြားတွေမှာရှိတဲ့ရောင်ချက်ဆဲတွေကိုမှားယွင်းပြီးတော့ဖျက်ဆီးတဲ့အတွက်ကြောင့်ဖြူခွက်တွေဖြစ်လာတာပါအဲ့ဒီတော့ဒီတမင်ဖြူနဲ့ဒီ stress ပေါ့နော်စိတ်ပြည်စီမှုတွေစိတ်တော့ကတွေစိတ်ညစ်စရာတွေပေါ့ဒါတွေကဘလို့ဆက်ဆက်တလေပေါ့နော်ဆိုတော့ဒါကိုပြောတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ပထမတစ်ချက်ကခုနကပြောသလိုစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တော့ကတွေဆိုတာ ဟိုလူတိုင်းအနေများတော့ရှိကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောတဲ့ဒီ stress ဆိုတာကကြီးမားတဲ့ stress ပေါ့နော်ဥပမာကျွန်တော်တို့ကိုချေရတဲ့လူတယောက်ကိုမြင်လို့ရတဲ့လူတယောက်အခက်မတင်မမျောလင့်ထားပဲနဲ့အဲဆုံရှုံသွားတာဆုံးပါသွားတာဒို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းအဲကိုယ့်ရဲ့ကြိုးစားထားတဲ့အရာတွေမျောလင့်ထားသလိုမအောင်မြင်ပဲနဲ့ပျက်စီးဆုံးရှုံးသွားတာအဲဒီလိုမျိုးအဖြစ်ပြက်ဆိုးကြီးတွေကြုံရတာပေါ့နော်အဲလိုမျိုး stress တွေဖြစ်တဲ့အခါမှာ တမင်ဖြူကွက်တွေအပေါ်ပြီးတော့ကျဲလာတယ်ဆိုတာကိုတွေ့ရတယ်။ငကူပျောက်ပြီးသားတမင်ဖြူတွေကလည်းပြန်ပြီးတော့ပွားလာတယ်ဆိုတာကိုတွေ့ရတယ်။ဒါတွေကဘာကြောင့်ဖြစ်ရလဲပေါ့နော်။ဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်သူကတမင်ဖြူကခုနကပြောပြတဲ့အတိုင်းပဲသူကအရေးပြားအတွင်းထဲမှာ auto immune reaction ပေါ့။ကုကံအားစနစ်လုံကဲမှုကုကံအားစနစ်ချွတ်ယွင်းမှုကြောင့်ဖြစ်တာပေါ့နော်။အဲ့လိုပဲကျွန်တော်တို့ဒီလိုမျိုးအကြီးအကျယ်စိတ်ညစ်မှုတွေစိတ်ရှုံးမှုတွေတော့တော့ကရောက်တာကြီးဂျုံလာတဲ့အခါ stress hormone တွေထွက်ပါတယ် stress hormone တွေထဲမှာဒီ inflammatory process ပေါ့နော်ခုနကကျွန်တော်တို့ခုခံအားစနစ်ကိုနှောက်ရှက်တဲ့ chemical တွေဓာတုပစ္စည်းတွေဓာတ်ပစ္စည်းတွေဒါဒီဇီဝကမဖြစ်ခြင်းတွေကမောက်ကမဖြစ်စေပါတယ်ဒါတမင်ပြူမှာငကူတွေကခုခံအားစနစ်ကကျွယင်းနေတာအဲ့ဒါကိုမှထပ်ပြီးတော့ stress ကြောင့်ဖြစ်လာတဲ့ဒီ chemical တွေကပို့ပြီးတော့ဒုက္ခရောက်စေပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဒီတမင်ပြူမှာရှိတဲ့ ဒီ autoimmune attack ပေါ့နော် ဖြစ်စည်းတဲ့ဖြစ်စဉ်ပေါ့ melanocyte လို့ခေါ်တဲ့ဒီအမဲအောင် cell တွေကိုညောင်ခြေ cell တွေကို ဖြစ်စည်းတဲ့ဖြစ်စဉ်ပို့ပြီးတော့ဆိုးစေပါတယ်နောက်တစ်ခုကဒီ vitamin ပြူမှာညောင်ခြေ cell တွေကအစားတွေကသူတို့က oxidative ဆိုတဲ့တတိုးဆန့်ကျင်တဲ့ဓာတ်ကိုမခံနိုင်ပါဘူးအဲ့လို stress ဖြစ်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာ oxidative process တွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီညောင်ခြေ cell တွေတိတ်ဆုံးမှုကိုလည်းပိုဆိုးစေပါတယ် ဒါပထမတစ်ချက်ပါနောက်တစ်ခုကတော့ကျွန်တော်တို့အိပ်ရေးပြတ်တာပေါ့နော်အိပ်ရေးပြတ်တယ်အိပ်ရေးမမဘူးဒါတွေကတညာညာမဟုတ်ပဲနဲ့ကျွန်တော်တို့ရက်ပေါင်းများစွာကြာလာတဲ့ခါပေါ့နော်ခုနပြောသလိုခုခံအစနစ်ကိုနောက်ဆက်ဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့လူသားတွေအကုန်လုံးကဒီဒီလိုညာဘက်မှာကျွန်တော်တို့အိပ်ဆက်ကြတဲ့ခါမှာအိပ်ရေးဝဝအိပ်ကြရတယ်အိပ်ရေးဝရဲ့ခါမှာကျွန်တော်တို့ရဲ့ခုခံအစနစ်ကအိပ်နေတဲ့ချိန်မှာပေါ့နော်ခုခံအစနစ်ကကျွန်တော်တို့တူလဲဟို သူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုပြန်လည်ပြီးတော့တုံးတက်တယ်ပြန်လည်ပြုတ်ပြင်တယ်လွယ်မားနေတဲ့ဟာတွေရှိလို့ရှင်ပြန်လည်ပြုတ်ပြင်တာလုပ်တယ်ပေါ့နော်ဒီလိုအိတ်ဆက်နေတဲ့အချိန်မှာကဲ၍ကိုကအေးရဝဝမအိပ်ရဘူးဆိုလို့ရှင်ဒါလူကိုနိုင်လဲလမ်းဆန်းမှုမရှိတလို့ကိုရဲ့ခုခံစနစ်ကလည်းပြုတ်ပြင်နိုင်စွမ်းထိမ့်သိမ့်နိုင်စွမ်းနေမရှိပါဘူးဒါကြောင့်မလို့အစတည်းကတမင်ပြူမာကခုခံစနစ်ကျွေးမှုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အေးမဝခဲ့လို့ရှင်တော့ခုခံစနစ် ်ပြန်လည်ပြုပြင်နိုင်မှုကိုလည်းပိုဆိုးစေပါတယ်။ဒါကြောင့်မလို့အေးကြီးပြတ်တာများတဲ့သူတွေဆိုလို့ရှိရင်တမင်ဖြူပွားတာပို့ပြီးတော့မြန်ပါတယ်။ငကိုကအကောင်းပြီးသားတမင်ဖြူကွက်တွေလည်းပြန်ပြီးတော့ဖြစ်လာတတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တမင်ဖြူမှာကဟိုစိတ်နဲ့ဒီဖြူကွက်တွေနဲ့ဆက်ဆက်နေတယ်လို့ပြောလို့ရပါတယ်။ဟို ကိုယ်နဲ့စိတ်ဆက်ဆက်နေတယ်ဆိုတဲ့သဘောပေါ့နော်။ဒါကလွယ်လွယ်လေးပြောတာတော့မဟုတ်ဘူး။သူ့ရဲ့နောက်ွယ်မှာ ကျွန်တော်တို့တိတ်ပန်ဒီကြဆက်ဆက်မှုဆိုရှိတယ်ဘလို့ဆက်ဆက်နေတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရေးပြားရေကျွန်တော်တို့ရဲ့စိတ်လို့ခေါ်မလားဗောနော်ဒါဘုံတော့အာယုံကျော်စနစ်ကကျွန်တော်တို့ဒီတည်စားဖြစ်တဲ့အချိန်ကနေစပြီးတော့ဒီအရေးပြားရေလို့ဖြစ်မလာခင်အုံနှောက်အာယုံကျော်ရေလို့ဖြစ်မလာခင်မှာသူတို့ကခန္ဓာကိုယ်ရဲ့က ectoderm ဆိုတဲ့ဒီအလွှာကြီးတစ်ခုကတူတူဆင်းသက်လာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အကယ်၍ ကျွန်တော်တို့စိတ်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အုံနောက်အာယုံကြောကထွက်တဲ့ဟော်မုန်းတွေကြောင့်ပဲဖြစ်ဖြစ်တခုခုဖြစ်လာပြီဆိုရင်အရည်ပြားဖို့ပါလက္ခဏာတွေပြတတ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကတော့ Q10 တမိပြူယောဂရှိတယ်ဆိုလို့ရှိရင်ခုနပြောတဲ့စိတ်ညစ်မှုတွေဆိုရင်လောကတွေဒါတွေညာနေတဲ့ကာလမှာဆိုလို့ရှိရင်တတိထားတင်တယ်တန်နိုင်တဲ့လောက်စိတ်အေးလက်အေးပြောင်းနေတင်တယ်စိတ်ရှုံးမှုတွေဒါတွေကိုတက်နိုင်တဲ့လောက်တခြားနည်းလမ်းနေနဲ့ ျော့ပါအောင်လို့ပြုလုပ်တင်တယ်။ပြီးသွားလို့ရှိရင်တော့အဲ့ချိန်မှာပြည့်ပြည့်ဝဝရဖို့အေးဝဝရှိဖို့လိုအပ်ပါတယ်။ဒါရီယာတမင်ပြူကုသမှုမှာပဲဖြစ်ဖြစ်တမင်ပြူအကွက်တွေထပ်မဖြစ်အောင်ပဲဖြစ်ဖြစ်လိုအပ်တဲ့တကယ့်ကိုလိုက်နာရမယ့်အချက်ကလေးတွေတည်ရှိတင်တဲ့အချက်လေးတွေဖြစ်ပါတယ်။အခုပြောပြတဲ့အကြောင်းအရာတွေကိုတော့တမင်ပြူသူဒေသနာဖောင်ဒေးရှင်းကနေပြီးတော့ရယူပြီးတော့ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ကျေးဇူးများအိတ်တင်ပါတယ်ခင်ဗျာ။